တရားမျှတမှုဒါတွေဟာအဆုံးတစ်နေ့ကြာအောင်မြင်မှုရတာတည်ကြရဲ့လားငငယ်ကတော့စာအုပ်တွေရုပ်ရှင်တွေတဲကတစင်အဲ့ဒီလိုထင်ခဲ့မျှော်လင့်ခဲ့ဘူးတာပဲခုအရွယ်ကြာအခါခတ်သိမ့်ဒီလိုအနိုင်မရနိုင်ဘူးဆိုတာသဘောပေါက်လာခဲ့ပြီအထူးသဖြင့်ခုလိုကာလပေါ့နိုင်ငံကြီးတွေအင်မတန်ရင်ကျေးလာပါတယ်ဆိုတော့လူအဖွဲ့အစည်းတွေရဲ့မျက်နှာဖုံးတွေကြွားကြကုန်တယ်အာကြီးသူသားနိုင်စရန်ဆိုတော့တော်ရိုင်းဥပဒေသားက အလွန်အမင်းအားကောင်းခံခံလာတယ်။ဒီတော့ဘာဖြစ်လဲ။နယ်ရန်တွေကိုခေါင်းနဲ့တိုက်ခဲကြတဲ့သူတွေပဲသွေးတံတရရဲဖြစ်ကုန်တာဖတ်တင်နေပေါ့။အင်မတန်နဲပါသောရာဂိုင်းနှုံလောက်တာအဆုံးမနိုင်ရတာ။တချို့ကသူသေးလွန်ပြီးနောက်ဘယ်နှဘဝလောက်ရောက်နေပြီးမှတောင်မသိတော့မှအကုန်ပြုတ်ခံရတယ်။တချို့ကတော့လူသိတယ်၊ကြီးကျူးခံရတယ်။လူမသိသူမသိနဲ့ပျောက်ကွယ်သွားရတဲ့လူကောင်းတွေကတော့အများဆုံးပဲ။ သူတို့ပေးစမ်းမှုတွေလူမသိလိုက်ဖို့အနစ်နာခံမှုတွေလူမမြင်လိုက်ဖို့ဟိုးရင်ခက်ကလည်းရှိတယ်ခုခက်အထီလည်းရှိတယ်ကဘာမှလည်းရှိတယ်လို့မြမာမှလည်းရှိတယ်အဲ့ဒီတော့ဘာဖြစ်လာသလဲကောင်းကောင်းမွန်မွန်နေထိုင်လို့စိတ်တွေစိတ်သုံးလာတယ်လောကကြီးကိုစိတ်ပြက်လာတယ်နောက်ဆုံးမဟုတ်တာမလုပ်ဘူးဆိုရင်တောင်းမှကိုမျက်စိရှိမတရားတာ တွေ့နေလဲဝမ်းမပါခြင်းတော့ဘူး ကိုပါထိခိုက်မဲ့ကိစ္စတွေဝမကူကျင်တော့ဘူးကိုပဲနှဖူးပေါက်တာဖတ်တင်မဲ့ကိစ္စရက်တွေမှာခေါင်းနာခံဝမတိုက်ချင်တော့ဘူးတေချာပြန်တွေးကြည့်တော့ဘာဖြစ်လို့ကျွန်တော်တို့အဲ့ဒီလိုစိတ်ပြက်လာတယ်လဲဆိုရင်ရလက်ကိုမျောလင့်တာကြောင့်ပဲဒါလည်းဖြစ်တင်တာပဲလေကိုကြိုးစားလဲအဟောတိကံဖြစ်သွားမှာမျိုးဘယ်သူမှမလို့ချင်ကြဘူးသို့တော့အဲ့ဒီလိုရလက်ကိုမျောလင့်နေတော့ ထင်တယ်လို့ဖြစ်မလာတဲ့အခါစိတ်တကြကုန်ရောမျော်မှန်းထားတာနဲ့လက်တွေ့ဖြစ်လာတာဒီနှစ်ခုကြားကခြားနာချက်ဟာစိတ်ဆင်းရဲမှုကိုဖြစ်လာစေတာမို့လားလောကမှာတချို့သောအရာတွေဟာ ကိုတယောက်ချင်းလုံးလုံးမရနိုင်ပါဘူးကိုပညာရေးကျမ်းမာရေးကိုလုံးလုံးရပြီမယ်အသင်ဖွဲ့တစ်ခုအောင်မြင်ရေးကြအများရဲ့အားထုတ်မှုလိုလာတယ်တတိုင်းပြည်လုံးနဲ့လူ့ဖွဲ့စည်းနဲ့ပတ်သက်တဲ့ကိစ္စဆိုပြောနေပါနဲ့တော့ ကိုတယောက်ရဲ့အာထုံမှုဟာအကြောင်းမောင်းဆောင်ကြောင့်အလဟတဖြစ်သွားတတ်ပါတယ်။စိတ်ပြတ်မသွားပါနဲ့။ကိုယ့်ရဲ့လောက်ရကောင်းတဲ့ဟာဘာအကျိုးမှမရှိပဲတိမ်မြုပ်သွားတာတော့မဟုတ်ပါဘူး။အဝေးကြီးကအနာဂတ်ကိုမျှော်ချီနေလို့ပါ။စေရနာထားပြီးလုံလိုက်တဲ့ကိစ္စတိုင်းမှာချက်ချင်းနဲ့ငင်းရသွားတဲ့အကျိုးတရားတွေရှိပါတယ်။ဘာတွေလဲဆိုတော့မိမိကိုမိမိလေးစားခြင်း၊ကျေနပ်နှက်သက်ခြင်း၊ဝမ်းမြောက်ခြင်း၊ကြည်နူးပီတိဖြစ်ခြင်း ရတဲ့ခံစားချက်တွေပါပဲ။တရားဘုံတော်တစ်ခုဖြစ်တဲ့အာကာလီကောဆိုတဲ့အတိုင်းအချင်းအခါမဆိုင်ပါဘူး။အခုကောင်းတာလုပ်ရင်အခုအကျိုးကျေးဇူးတွေရပါတယ်။ဘုရားဘာသာဝင်တွေယုံကြည်ထားကြတယ်။ကောင်းတာလုပ်ရင် နောက်ဘဝနှက်ပြီးရောက်မယ်။မကောင်းတာလုပ်ရင်နောက်ဘဝငရဲကြမယ်။မေးစရာရှိလာတယ်။နှက်ပြီးဆိုတာမရှိရင်ဘယ်လိုလုပ်မလဲ။ငရဲဆိုတာတကယ်မရှိရင်ဘယ်နဲ့နေမလဲ။ဘုရားကပြန်ဖြေတယ်။ အရှုံးမရှိတဲ့လမ်းကိုရွေးတယ်။နတ်ပြည်ငရဲ့ပြည်ရှိမရှိတွေညင်းမနေဘူး။ယုံယုံမယုံယုံ အရှုံးမရှိအောင်သာနေတယ်။မဟုတ်တာတွေလုတ်သွားရင်ငရဲ့ရှိရင်လည်းကြမယ်မရှိခဲ့ရင်လည်းဒီဘွားမှာတယ်ပိုလာမှုအပြည့်ဟုတ်တာတွေလုတ်သွားရင်နတ်ပြည်ရှိရင်လည်းချမ်းသာမယ်မရှိခဲ့ရင်လည်းဒီဘဝတွင် စိတ်ချမ်းသာမှုအပြည့်ဒါကြောင့်အဝေးကြီးကိုမကြည့်နဲ့လို့ပြောတာလက်ငင်းချက်ချင်းတင်အကျိုးကျေးဇူးကရနေပြီ မရောက်သေးတဲ့နာဂတ်ကိုလမ်းကြည့်နေလို့သာဓမ္မကမနိုင်သေးဘူးလားလူစိုးတွေမကြရှုံးသေးဘူးလားနဲ့အားမလို့အားမရဖြစ်နေရတာရလတ်တစ်ခုကထွက်ပြီးနေပြီအကျိုးတစ်ခုကရပြီးနေပြီလူတယောက်ကို ကိုကကူညီပေးလိုက်တယ်အတိအမှန်မပြုတ်တဲ့အပြင်ကျေးဇူးပါကန်သွားသေးတယ်ဆိုတူတူကိုကိုစိတ်ပြတ်တာပဲဒါဖြင့်တခြားလူတွေကိုမကူညီရဲနေတော့မှလားဘယ်နေမလဲ ဘာလို့ဆိုကိုကူညီတာတစ်ဖက်သားစီကကျေစွတင်ခံခြင်းလို့မှမဟုတ်တာကိုလှုပ်ချင်လို့ကိုလှုပ်ပေးခဲ့တာပဲလေအခုလဲဒီလိုပဲပေါ့ကိုကမနေနိုင်လို့လက်ပိုက်ချစ်မနေနိုင်လို့လှုပ်တာဇလန်းကပြီးနေပြီသူများတွေကိုအကျိုးစီးပွားအတွက်လက်အုပ်ကလေးတစ်ချီချီလှုပ်နိုင်တယ်ကိုသာဆိုရှက်လို့သေးလိမ့်မယ်ဒါဆိုပြီးနေပြီလက်အုပ်မချီနဲ့ပေါ့ဒုမထောက်နဲ့ပေါ့သူများတွေကိုနိုင်ငံတည်းဖြစ်ပြနေတာတွေကို မဆိုင်တလို့သဘောထားနိုင်တယ်။ကိုသာဆိုမွန်ကျက်လို့သိလိမ့်မယ်။ဒါဆိုပြီးနေပြီ။ဒီမျက်ရည်တွေကိုကုတူပေးလိုက်ပေါ့။သူများတွေစာတင်ကြောင်းနဲ့စေယုံတွေကိုလေရင်နဲ့ဘုံကျဲပြီးလဲအိပ်ပျော်စားဝင်တယ်။ကိုသာဆိုဆိုပြီးစဉ်းစားကြည့်လို့တောင်မရဘူး။ဒါဆိုပြီးနေပြီ။ဒီလူတွေကိုရတ်တက်နိုင်အောင်စက်ကြိုးစားပေါ့။ဒီဖုန်းမှာဖွင့်လို့ရတဲ့ဖိုင်ဟိုဖုန်းမှာဖွင့်မရသလိုဒီကွန်ပျူတာမှာမြင်ရတဲ့ဖောင် ဟိုကွန်ပျူတာမှာဖတ်မရသလိုလူတွေရဲ့ဘဝတွေကလည်းတယောက်နဲ့တယောက်လေပတ်ပုံတွေမတူကြဘူးကို့အတွက်ငရဲလိုဖြစ်နေမဲ့အဖြစ်တွေကိုတချို့ကထမစားရေတောက်လိုကျွလွန်နိုင်ကြတယ်ဒါကိုသွားနိုင်ရှင်နေလို့မရဘူးသူတို့ကြောင့်ကို့ကိုကိုရတန်းပြစ်လိုက်လို့မရဘူးဒီလိုတွေးကြည့်လိုက်ရင်ကိုစူးစမ်းသမျှဖြစ်မလာသေးလို့စိတ်ပြက်နေရတာတွေကလည်းလျှော်နေသားမယ်ထင်ပါတယ် ကိုလိုရမာတွေကိုဆက်ပြီးအန်တိုက်အားတိုင်းလုံနိုင်လာလိမ့်မယ်။ဒါဆိုကိုမျော်ရည်တဲ့ပန်းနိုင်စေးအရောက်သွားနိုင်ဖို့ပါဖြစ်နိုင်ခြေပုံများလာပါလိမ့်မယ်။တည့်ရက်တွေရှုံးရှိတဲ့လမ်းကိုသာရွေးပါလို့ပြောချင်တယ်။ကိုရီဖြိုချဖို့ကြိုးစားခဲ့တဲ့မတရားမှုအုပ်နိုင်ရန်ကြီးပြိုကျသွားခဲ့ရင်လည်းကိုလက်ဘွေပါနေတာမို့အင်မတန်ဂုဏ်ယူရလိမ့်မယ်။အကြောင်းကြောင်းကြောင့်ပြိုမကျခဲ့ဘူးဆိုလဲအ ਨੇ ဆုံးတော့နောင်တခင်ရလိမ့်မယ်။လက်ပြလုံရလိမ့်မယ်။ အ ਨੇ ဆုံးတော့ဖြိုချဖို့အားထုတ်ခဲ့တဲ့အထဲငါတို့ပါခဲ့တယ်ဆိုတဲ့အသည့်နဲ့ပေါ့ဒါဟာနိုင်ရန်ကြီးပြူကြသွားလဲကိုမပါခဲ့လို့ရှေ့ရနေရမယ်လမ်းဆက်တီရှိနေလဲတစ်ဆက်ကလေးတောင်အားမထုတ်ခဲ့လို့တင်ငယ်နေရမယ်လမ်းတွေ့လားငါပြောတာပဲမပြုံနိုင်ပါဘူးလို့ဆိုတော့ရှေ့ဖြစ်ဟောဆရာရောင်ရောင်အပေါ်စားစကားတွေနဲ့ကိုအပြစ်ကိုဖြေပြောင်းနေရမယ်လမ်းထက်တော့အပုံကြီးတားလေအောင်မထင်ပါရဲ့ ဘယ်လိုပဲစိတ်ပစ္စယတွေကြုံကြုံ မျောလင်းချက်တွေကင်းမဲ့ကင်းမဲ့ဆက်သားလျှောက်ကြဖို့ပါပဲဒေါက်တာဖြိုတီဟာ25ရက်စက်တလ2025ဟုတ်ကဲ့ပါရှင်ဒေါက်တာဖြိုတီဟာရေးသားထားတဲ့အချိန်မဆိုင်ပဲပေးတဲ့အကျိုးကျေးဇူးတွေဆောင်းပါးကိုဒီမှာပဲဆုံးသတ်ပါပြီရှင်အဆုံးထိအချိန်ပေးနားဆင်ပေးခဲ့ကြတော့ဒေါ်လန်မေဘာပြည်သူကလကာတူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးကျန်းမာပြီးခင်ကြပါစေရှင်